ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမောင်စနေရေးသားထားတဲ့စနေနေ့ဇေယျပေါ်ကတရေမိုက်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြမှာရရှင်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီပဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရကျမကတော့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရရှင် ျို့တို့ရိစေယုံကနေဝရင်ရွာမိုက်ကယ်ကြီးရဲ့အိမ်ပြန်သွားနေပြီဗျအမေကျို့တို့ရိရွာရဲ့ဝင်တော့ရွာသူရွာသားတွေကကြိုဆိုလို့ဗျကျို့တို့ရိကြည့်မြရတဲ့ငတိရတော်မှမျက်နှာပြုံးရှင်ပြီးကျို့တို့အားကြတဲ့အချိန်နဲ့ကြည်နေလေရဲ့ကျို့တို့တောင်ရလုံးရဲ့ခေါင်းမှာတော့အဖြူရောင်ပတ်တူးရည်နဲ့ပေါ့ဗျနောက်ထပ်တရက်နှစ်ရက်လောက်ဆိုရင်တော့ဖြီလို့ရပြီလို့ဆရာဆရာမတွေကမှားလိုက်တယ် ကျွန်တော်တို့တောင်ရကိုလာကြတဲ့နွားလေးဘွားနေစင်းပြီးမိုက်ကယ်ကြီးရဲ့အိမ်ဝိုင်းထဲဝင်လိုက်တာနဲ့ရွာရဲကမိုက်ကယ်ကြီးရဲ့လက်ရဲဆက်ရဲ့တပည့်လူမိုက်တရားခေါင်းငုပ်ပြီးတော့ကျုပ်တို့အယုသေးပေးနေလေရဲ့ဗျာတကယ်ပါပဲအခုချိန်မှာကျုပ်တို့ကိုကိုကိုလူမိုက်ခေါင်းဆောင်လို့လို့ဘာလို့လို့တော့မှလေစိတ်ထဲမှာထင်မိလာတာအဲ့လိုနဲ့ကျုပ်တို့တွေတောင်ရပေါ်ဝင်ထိုင်လိုက်တဲ့ချိန်မှာမိုက်ကယ်ကြီးကလက်ရဲဆက်ရဲ့လူမိုက်ပုံနဲ့သူ့ရဲ့လူတွေကိုကြည့်ပြီးတော့ပြောရဲဗျဟဲ့အောင်နေမင်းတို့တွေဒီနေ့ကစပြီးတော့တို့တို့တောင်ရကိုအကိုကြီးလို့ခေါ်ကြကြားလားဟုတ်ကဲ့ပါမိုက်ကယ်ကြီးမှတ်ထားပါမယ် ဟောဗျာမိုက်ကယ်ကြီးကတော့ဘာတွေလျှောက်ပြောနေပြန်ပြီလဲမသိဘူးဗျာဟိုလူတွေကကျုပ်တို့ထက်အသက်ကြီးရဲ့သူတွေသူတို့ကများကျုပ်တို့အကိုကြီးလို့ခေါ်ရမယ်တဲ့အဲ့ဒါတော့မဟုတ်သေးပါဘူးဗျာအဲ့တော့ကျုပ်လည်းမိုက်ကယ်ကြီးပြောတာကိုကန့်ကွက်လိုက်တော့တာပေါ့အကိုကြီးကလည်းဗျာဘာတွေလောက်ခိုင်းကြလဲကျုပ်တို့ကသူတို့ထက်ငယ်တာခေါ်ရမလို့ပါဘူးဗျာညီလေးမင်းဘာမှမသိရွေးရှောက်မပြောနဲ့ဝင်ရင်ရွာမှာနေမိုက်ကယ်စကားအမိတ်ပဲကျုပ်လည်းဘာပြောလို့ပြောရမှာမသိတော့ဘူးအတင်းကြလဲတ ాయి မပြောရဲဘူးလေလူတွေဝိုင်းအိုက်ခံရတော့ကတော့မိုက်ကယ်ကြီးကဘာမှမဖြစ်တာ ကျုပ်ထင်မိုက်ကယ်ကြီးကထုတ်ပြီးတားပြီးများဖြစ်နေမလားပဲကျုပ်လည်းထပ်ပြီးစောရကတက်မယ်ပြင်တော့ကံကောင်းတဲ့ကိုတိုင်ဆိုကကျုပ်အင်းကြီးလက်မောင်းစာကိုဆွဲပြီးတော့ဘာမှမပြောဘူးအတွက်တားတာတယ်အဲ့တော့ကျုပ်လည်းဘာမှတော့ထပ်ပြီးမပြောပြတော့ပါဗျာဝင်းရွာလူမိုက်တရားကျုပ်တို့တမျိုးကိုခေါင်းကုန်ပြီးတော့ထပ်ပြောလာတယ်အကိုကြီးတို့ကမိုက်ကယ်ကြီးရဲ့သွေးတောက်တွေဆိုတော့ကျုပ်တို့အနေနဲ့ကအကိုကြီးရဲ့ထပ်ရလိုက်တယ်လို့ပါပဲအကိုကြီးတို့အဲ့တော့အကိုကြီးတို့ခိုင်းကြတာခိုင်းပါမဟုတ်တာဦးလေးကကျုပ်တို့အဲ့လိုပြောမခေါ်ပါနဲ့ဗျဝင်းရွာမှာမိုက်ကယ်ကြီးရဲ့စကားဥပဒေပဲအကိုကြီးတို့ရဲ့ ကျုပ်တို့တွေပြဆက်ကနေတလားတောင်ထင်ရတယ်။ခမရတို့ပဲစဉ်းစားကြည့်ဗျာ။ကျုပ်တို့လိုအရွယ်တွေကိုအသားမဲမဲဘလာတောင်းတောင်လူအကြီးကြီးတွေကအကိုကြီးလို့ခေါ်တာပြဆက်တည်တယ်မှာပဲရှိနိုင်ပါလေ။အခုလက်တွေ့ဘဝမှာကျုပ်တို့တွေတကယ်ပဲအကိုကြီးလို့အခေါ်ခံနေရတာ။သူတို့ကလည်းမိုက်ကယ်ကြီးကိုကြောက်နေရတဲ့သူတွေဆိုတော့ကျုပ်တို့အကိုကြီးလို့ပဲခေါ်တာပေါ့ဗျာ။ကျုပ်တို့တန်ယောက်ကလည်းမိုက်ကယ်ကြီးရဲ့စကားဆိုတော့သိပြီးတော့အထွတ်မတန်ရဲဘူး။မိုက်ကယ်ကြီးကတော့ရွာကန်လူမိုက်တွေကိုကျုပ်တို့တန်ယောက်စားဖို့အတွက်ထမင်းဟင်းနေပြင်ဆင်ခိုင်းနေတာ။ သူတို့တွေသွားပြီးပြင်ဆင်နေအချိန်မှာမိုက်ကယ်ကြီးကကျုပ်တို့ကြည့်ပြီးစကားဆိုရဲပြညီလေးတို့ရေစေးရွာဆင်လာတာဘာမှမစားသေးဘူးလားအကိုကြီးပြင်ဆင်ထားတယ်ခဏပဲစရိုက်ပါတယ်မိုက်ကယ်ကြီးကမင်းတို့တော်ရနဲ့ငါညီကိုတွေဖြစ်သွားပြီလေကွာမိုက်ကယ်ကြီးလို့မခေါ်တော့နဲ့ဟုတ်ကဲ့ဟုတ်ကဲ့အကိုကြီးကျုပ်ကသာစကားတွေပြောနေရတာကံကောင်းတဲ့ကိုတိုင်ဆိုတော့ဘာမှပြန်မပြောဘူးအဲ့လိုနဲ့ကျုပ်တို့တွေတန်ရလေးမှထိုင်နေအောင်မိုက်ကယ်ကြီးအိမ်ဝိုင်းနဲ့ဝင်းရင်းရွာလူကြီးရောက်လာတယ်သူကမိုက်ကယ်ကြီးနောက်မှာဝင်ထိုင်လိုက်ပြီးတော့လိုင်းကိစ္စကိုတန်းပြောတယ် ကိုမိုက်ကေကျုပ်ခမရအကူကြီးလေးတောင်းစာရှိလို့ပါဗျာခမရလည်းအချင်းချင်းကိုစကားပလင်ခံနေပြန်ပြီပြောပြောစရာရှိရသားပြောဗျာတခြားတော့မဟုတ်ပါဘူးကျုပ်တို့ရွာတောင်ဘက်ဘောလုံးကွယ်မှာလေဘောလုံးပွဲလေးလုံးမလို့ရွာပေါင်းဆောင်ထိုင်းပေါ့ဗျာဟာအားကစားလုပ်တာကောင်းပါလေလေလုပ်ပေါ့ဗျာလူငယ်တွေအတွက်ကောင်းတာပေါ့ဗျာဟိုအခက်ခဲလေးရနည်းနည်းရှိနေလို့ကိုမိုက်ကေဘာအခက်ခဲများလဲဗျာခက်ခဲရတော့ခမရတည့်ရဲ့အတိုင်းပွဲထိတ်မှုလေးဗျာ နေပါဦးပုံမှန်ဆိုရင်ရွာပေါင်းစုံထိုင်ကတတော်ပင်ရွာမှာလောက်တာမဟုတ်လားဟုတ်တယ်ကိုမိုက်ကခမရလဲကြာမှာပေါ့ပြီးခဲ့တဲ့နှစ်ကဘောလုံးပွဲမှာရှိုက်ပွဲတွေဖြစ်ကြလေကျုပ်တို့အောင်ပါသေးရဲ့တိရပေါ်တကြီးဟမ်အားအကြောင်းပဲတခြားရွာလူကြီးကကျုပ်တို့ရွာမှာလောက်ခိုင်းနေတာဗျပုံမှန်လင်းလင်းပြောရရင်တော့ခမရရှိလို့ပေါ့လေဟမ်ကျုပ်ရှိရနဲ့ဘောလုံးပွဲဖြစ်တာနဲ့ဘာဆိုင်လို့တုံးဗျဘောလုံးပွဲမှာခမရတော့ပွဲထင်းရမှာလေဗျရွာဦးစင်းနေပေါ့မဖြစ်ဘူးထင်တယ်နော်ရွာလူကြီးဘာလို့မဖြစ်ရမှာလဲခမရဆိုရင်ဘသူကမှလှမ်းပြီးမကြည့်ရဘူးလေ ကျုပ်ကစိတ်ကတိတ်ရှိတာမဟုတ်ဘူးနော်အကုန်လုံးကွဲကုန်မှာဖြစ်စိုးနေရကောင်းနေဆိုရင်တော့ချပေါ့ဗျာဥစဉ်နောက်မှာပဲနေပေါ့ဗျာဥစဉ်ဟွာဂလန်ကစံလောက်လာရင်တော့ခမားတော်ချတာချကျန်တာကျုပ်တို့ရိရှင်းမယ်ဟိုကျိုးတော့မကျိုးစင်းနဲ့ကန်းတော့မကန်းစင်းနဲ့ပေါ့ပောက်တာပြေရလောက်ကတော့ပြဿနာမရှိဘူးချဝရင်ရွာလူကြီးနဲ့မိုက်ကယ်ကြီးကိုစကားပြောနေရဝရင်ရွာလူကြီးကမိုက်ကယ်ကြီးနဲ့တတူရွေတူလောက်ပဲသူတို့ပြောပုံအရာတော့မကြခင်မှာဘလုံးပြိုင်ပွဲပြုတ်လုတော့မယ်နဲ့တူရယ်သူတို့တော်တော်လေးသူတို့နှစ်ယောက်ပြောနေရတဲ့နားဆွင့်နေတော့မှရွာလူကြီးကထပ်ပြီးတော့ပြောပြန်နေဗျာ ကိုမိုက်ကေကိုကြီးတောင်းလက်စနဲ့လေထပ်ပြီးတော့တောင်းရအောင်မယ်ဗျရွာမှာခမားနဲ့ခမားလူတွေပဲအားအားရရှိရမို့လားရွာလူကြီးခမားစကားပြောတာကြည့်ပြောဗျမိုက်ကေလာနောက်နေလားရွာလူကြီးကစကားပြောတာမှားသွားတယ်ခမားတို့တည်တဲ့အချိန်မိုက်ကေကြီးဆိုတာစကားကိုတိတ်ပြီးတော့အမှားခံတော့မဟုတ်ဘူးလေဗျရွာလူကြီးမကလို့ဘာဖြစ်ဖြစ်တွေ့မှာရွာလူကြီးခမားလဲမှားသွားတဲ့သူစကားကိုပြန်ပြီးတော့ဖြေရတာပေါ့ စကားမသွားတဲ့ကိုမိုက်ကဟိုကျုပ်ပြောချင်တာဗျာရွာမှာခမရိုးလိုနေနိုင်စားနိုင်နေတူပါတိတ်မရှိဘူးလေနည်းနည်းပဲရှိရမှာမဟုတ်လားအဲ့လိုပြောချင်တာပါဗျာဟိုအဲ့လိုပြောချင်တာခမကျုပ်ကိုနှိမ့်တယ်လို့တော့လာမပြောနဲ့ဗျာမိုက်ကကြောင့်ခမလည်းအတိသားနဲ့တိပါတယ်ကိုမိုက်ကတိပါတယ်ရွာလူကြီးကိုစကားချွတ်ချွတ်လေးနဲ့ချင်းချလိုက်တာပဲတရွာရဲသားလည်းဖြစ်ပြန်မိုက်ကကြီးအကြောင်းလည်းသိနေပြီးသားဆိုတော့ရွာလူကြီးအနေနဲ့ကလည်းစင်ကျင်ရတာပေါ့ဗျာမိုက်ကကြီးကရွာလူကြီးအကူကြီးထထောင်းမှလမ်းဖွင့်ပေးလိုက်တယ်ကဲရွာလူကြီးခမပါအကူကြီးတောင်းမှလည်းပြော ဒီလိုကိုမိုက်ကကျွတ်တို့ရွာပေါ်လုံးခွင်ရလေးမျက်တီထနေမလားအဲ့တော့ခမရတို့သွားပြီးတော့ရှင်းပေးနိုင်မလားလို့ပါ။ဖားလေခမရမိုက်ကဆိုရဲကျုံနဲ့ကျုပ်ရဲ့အပေါင်းပါတွေပေါင်းရှင်းတဲ့ကောင်လေးများမှတ်နေရလား။ဟောမဟုတ်ပါဘူးဗျာ။ဟိုကျုပ်အဲ့သဘောမျိုးပြောတာမဟုတ်ပါဘူး။အကူကြီးတောင်းတာပါ။ရွာမှာချားကောင်လေးမရှိတော့ဘူးလား။ခမရလည်းတည်တာနေဗျာ။ကျွတ်တို့ရွာဆင်းရဲတဲ့ရွာလေးဗျာ။ကိုမိုက်ကတို့လိုမျိုးဘသူမှအေးအေးဆေးဆေးမနေနိုင်ကြဘူး။နေဝင်မိုးချုပ်ထိအလုံးနဲ့လန်နေပြတ်တယ်လို့မှမရှိကြတာ။ရွာလူကြီးကအတက်ခက်အေးအေးလေးနဲ့အဲ့လိုပြောလာတယ်။ မိုက်ကယ်ကလူသားကျန်တာနှလုံးသားနှုတ်ရဲထမရဲ့ခေါင်းလေးကိုညှိပြပြီးတော့လက်ခံတယ်။ဒါပေမဲ့အပေးယူနေပြခင်ဗျားပြောတာကိုကျုပ်တို့လက်ခံလို့ရပါတယ်။ဒါပေမဲ့တခုတော့ရှိရနော်ကျုပ်ပြောတာလည်းခင်ဗျားလက်ခံရလိမ့်မယ်။ပြောပါကိုမိုက်ကယ်ပြောပါ။ကျုပ်ဘလုံးကံဝါသနာပါခင်ဗျားသိရနော်။သိပါတယ်ကိုမိုက်ကယ်ကကျုပ်တို့တွေကငငယ်တွေကအတူတူကြီးပြင်းလာခဲ့တာ။ကျုပ်လူမျိုးဘလုံးတင်းနဲ့ထင်မယ်။အာခင်ဗျားလက်ခံရမယ်။အဲ့ဒါကတော့ဟိုဘလုံးနီးပြလောက်တဲ့လူခင်ဗျားလက်မခံဘူးလား။ခင်ဗျားလက်မခံရင်တော့ကျုပ်တို့တွေမကူညီနိုင်တော့ ြန်တော့ဗျာမိုက်ကယ်ကြီးကနိုင်ခွက်တွေ့သွားတယ်ထင်မရာလူကြီးဘာပြောလို့ပြောရမယ်မသိဖြစ်သွားတယ်ပါမယ်ဆိုလဲပါပေါ့ဗျာကျုပ်နီးပြလို့တဲ့တန်းလင်းပြောလိုက်မယ်ဒါနဲ့ဘောလုံးကမင်းနောက်ကဘသူတွေရောခမရလေဗျာကျုပ်ကဝါသနာပါတယ်ဆိုမှတော့ကျုပ်ကတော့မဖြစ်မနေပေါ့ဗျာနောက်တစ်ယောက်ကဟိုမှာမဲကြီးတွေ့လားအဲ့ကောင်ကိုဖမ်းလိုက်မယ်မိုက်ကယ်ကြီးအဲ့လိုပြောလိုက်တော့မဲကြီးဆိုတဲ့သူတပည့်ဝါဝါတော်တော်အသားမဲမဲနဲ့လူတယောက်ကိုလက်ညှိုးထိုးပြလာတယ်ရွာလူကြီးလည်းအတော်စိတ်ညစ်သွားတဲ့ပုံပဲသူမပြောနဲ့ကျုပ်တော်စိတ်ညစ်သွားတယ် ဒါပေမဲ့ရွာလူကြီးကမိုက်ကယ်ကြီးကိုအားကိုးနေရတာဆိုတော့လက်ခံလိုက်ရတာပေါ့ဗျာအဲ့လိုနဲ့ပဲရွာလူကြီးနဲ့မိုက်ကယ်ကြီးတွေအပေးယူတဲသွားပြီးတော့ရွာလူကြီးလည်းပြန်သွားတယ်အဲ့တော့မှကျုပ်တို့တွေထမင်းစားလိုက်ကြတာပေါ့ဗျာမနက်မိုးလင်းတာနဲ့ကျုပ်တို့တွေမိုက်ကယ်ကြီးရဲ့အပေါင်းပိုင်နဲ့တူတောင်ဘက်ဘောလုံးကွင်းကိုသွားလိုက်ကြတယ်အလုံးပေါင်း၁၅ရာလောက်တော့ရှိမှာပေါ့ရွာရရလူရရလည်းမိုက်တီမိုက်ကန်လူတွေဆိုပေမဲ့မိုက်ကယ်ကြီးအပေါင်းပါတွေကမိုက်တီမိုက်ကန်ရွာမိုက်တီမိုက်ကန်လူတွေတောင်မှမိုက်တယ်လို့ပြောရတဲ့လူတွေစုနေတာကျုပ်ပြောတာနားရှုပ်သွားလောက်ပြီးထင်ပါတယ် တကယ်လဲဝရင်ရွာလူတွေကလည်းရှုပ်တာကိုဗျမိုက်ကယ်ကြီးကကျုပ်တို့တော်ရောက်ကိုအိမ်မှာပဲနေခိုင်းတယ်ဒါပေမဲ့အိမ်မှာနေရတာပြင်လို့ဆိုပြီးကျုပ်တို့လိုက်လာတဲ့နွားနှရှင်လည်းပါလာတယ်ကျုံနဲ့ချန်တို့တော့တတ်ထားပါဗျာအရင်ဦးဆုံးအယမ်းရှိနေတဲ့မြက်တွေကိုဓားနဲ့လိုက်ရန်လိုက်ကြတယ်ပြီးတော့မှအိမ်မြက်တွေကိုချုပ်တိုက်တယ်နောက်တော့ချန်တို့တိုက်ပြီးဘောလုံးကစားလို့ကောင်းတေချာလောက်တာပေါ့ဗျာကျုပ်တို့တော်ရောက်ကိုတော့ဘောလုံးကွင်းနားအစီအမထိုင်ခိုင်းထားတယ်မိုက်ကယ်ကြီးကအသက်တာကြီးတာတန်တော့မြန်တော့ဗျကျုပ်တို့လည်းဇေယျမှာထိုင်နေတဲ့သူတို့ကိုကြည့်နေတာပေါ့ မကယ်ကြီးတို့အဖွဲဟာလူချမ်းကြီးတွေသာဖြစ်တာအတော်တော့ပျော်ရက်သားဗျစားလိုက်နောက်လိုက်နဲ့ဘောလုံးကွင်းအကျယ်ကြီးရဲ့မှာအလုံးလုံးနေတာဘေးရကြည့်နေတဲ့ကျွတ်တော်မှာအပျော်ရီကူးဆက်တယ်ကျွတ်တော်ကပတ်တီးမဖြစ်ရသေးပေမဲ့ကောင်းတဲ့လောက်တော့ဖြစ်နေကြပါပြီကျုပ်လည်းကျုပ်ဘေးမှာထိုင်နေကန်ကောင်းတဲ့ကိုတိုင်ဆိုးမေးလိုက်တယ်ကိုတိုင်ဆိုးနဲ့ကောင်းကောင်းကျွတ်တော်မိုက်ကယ်ကြီးတို့အလုံးသွားပြီးတော့ကူလို့ရအောင်လေအေးကောင်းတာပဲငါလည်းဒီမှာထိုင်နေပြင်းနေပြီကဲအဲ့ဆိုသွားကြရအောင်ဗျအဲ့လိုနဲ့ကျွတ်တော်တောင်းရောင်းလဲတက်သားတိုင်တွေကိုထုံးတုတ်ထားတဲ့ဂိုးတိုင်တွေအနားမှာသွားလိုက်တယ် အဲ့နာမှာမိုက်ကယ်ကြီးနဲ့ကိုမဲကြီးတို့ထိုင်နေကြတယ်။သူတို့ညဝဲအနာရောက်သွားနဲ့မိုက်ကယ်ကြီးကကျုပ်တို့ကြည့်ပြီးစကားဆိုလာတယ်။ညီလေးတို့ဘာလို့လာလဲကွာ။နေကပူရယ်လीကွာ။ပြင်းနေပြီးကိုကြီးကကျုပ်တို့လည်းအလုပ်လေးကူပြီးတော့လှုပ်ပေးကြလို့ပါ။လှုပ်ပါနဲ့ကွာ။မင်းတို့ကောင်တွေထိုင်ရန်ရထားတာ။ကြောက်သွားပါပြီဗျ။ဘာမှဖြစ်တော့ပါဘူး။ညနေဆိုပတိဖြီတော့မှာ။အဲ့လိုနဲ့ကျုပ်တို့တန်အောင်လဲမိုက်ကယ်ကြီးနဲ့အတူထိုင်နေရပေါ့။ကိုမဲကြီးဆိုရင်တော့တကယ်လူပဲဗျ။ကိုးတိုင်လည်းနဲ့ကင်ပြီးမိုက်ကယ်ကြီးကိုဟန်ပါပါနဲ့ပြောလာတာ။မကေးကြီးကျုပ်ဒီကောမှပဲဖမ်းချင်တယ်ဗျာ။ ဘာလို့တော့ကွာဘာဖြစ်ရမှာလဲဗျာဒီမှာသဲတွေခင်းထားတယ်လေအေးတွေ့တယ်လေအဲ့ဒါကြုတ်ခင်းထားတာတယောက်တည်းခြောက်စားနေသဲတွေထမ်းပြီးခင်းထားတာအေးလေမင်းလောက်ထားပဲမင်းဒီကိုဆောင်မို့ဘောလုံးပွဲတွေမှာပထမပိုင်းပြီးရင်ဟိုဘက်ဒီဘက်နေရာလဲရတယ်မလားချုပ်မလဲပေးချင်ဘူးဒီကိုမှပဲစောင့်ချင်တယ်အဲ့လိုတော့မဖြစ်ဘူးထင်တယ်ကွာစီကန်းရထိုင်းလူကြီးကလဲခိုင်းမှာပဲဘိုးသမားလဲလိုက်ဗျာဟာအဲ့ဒါဆိုမင်းကဒုတိယပဲဝယ်ပြီးမကစားတော့ဘူးလားကစားမှလေဗျာပြိုင်မက်ကိုသမားနဲ့ကျုံနေလဲလိုက်ဖို့လို့လို့ပြောတာ ခွေးမသားလည်းမဖြစ်နိုင်တာတွေပြောနေပြန်ပြီ။မိုက်ကယ်ကြီးအဲ့လိုငေါလိုက်တော့မှကိုမဲကြီးငြိမ်သွားတယ်။တကယ်လူရှုပ်ကြီးပဲ။သူ့သဲခင်းထားလို့ဒီကိုမှပဲသူစောင့်မယ်။ဒုတိယပိုင်းရရင်ပြိုင်မက်ကိုသမားနဲ့သူနဲ့လဲပေးပါတဲ့။တကယ်လူတွေပါဗျာ။သူတို့ညောင်စကားပြောတာအိမ်မာတွေရက်မသွားသေးဘူးနော်။ဆက်ပြီးတော့ပြောနေသေးတာ။မဲကြီးဟောရဘလုံးကျုပ်တွေလေ့ကျင့်ထားမှဖြစ်မယ်။ဒါနဲ့မင်းမဘလုံးပေါင်းမိရှိလား။ရှိတာပေါ့ဗျာ။ကျုပ်တို့ကဘသူမှမွေကြေကြရဝဲထားတာ။ ဟိုဘောင်းမီဖြူကြီးတော့မွေးခဲနဲ့မိုးလေးနဲ့နဲ့ကြာနဲ့ချွေးလေးနဲ့နဲ့ထွက်တာနဲ့တောက်ရက်ကကွဲပြီအဲ့တော့ကတော့ဟိုဝေးတိုင်းဝေးရမှမသိလို့ပါဗျာဟာဗျာကျုပ်ဖြစ်လေဘာပြောရမှမသိတော့ဘူးသူတို့ပြောနေရအောက်ခံဘောင်းမီဝေးရမှမသိဘူးလို့ပြောတာဗျာကျုပ်စဉ်းစားမိတယ်အားကစားဘောင်းမီအဖြူကိုအောက်ခံဘောင်းမီမွေးပဲနဲ့မိုးလေးရွာလိုက်တဲ့ဆိုတော့တကယ်ကိုမြင်မကောင်းအောင်ပဲဗျမိုက်ကယ်ကြီးတို့ကတော့တကယ်ကိုစမ်းပဲကံကောက်ကလည်းလူဆတ်စုလေဗျအဲ့တော့ဘောင်းမီအဖြူကြောင့်ဆတ်စုရတာပေါ့အကိုကြီး ဘာဖြစ်ဖြူဘာဖြစ်လို့ရောဟိုတို့တို့ပြောပြစမ်းပါဗျာစိတ်ဝင်စားလို့ဒီခွေမသားမဲကြီးရုံနဲ့ပေါ့ကွာတို့တွေကဘောလုံးကန်တိတ်ပြီးဝါသနာပါတာကွာအရင်ကတော့ကထောင်းကြိုက်ပြီးကန်တာပေါ့နောက်ဘောလုံးပြိုင်ပွဲတွေလို့တော့ဘောင်းမီတွေဘာတွေဝေးရတယ်လေကွာအဲ့ဒီတော့ကတော့တို့ဘောလုံးတင်မှာဆရာကြီးတွေပေါ့အသက်တရလည်းခုလောက်ထိမကြီးသေးဘူးလေမဲကြီးဆိုတဲ့ကောင်ဘောလုံးအင်ဂျီတွေဘောင်းမီတွေသွားပြီးတော့ဝယ်ခန့်လိုက်တယ်ဘောင်းမီကိုအဖြူဝယ်ချလာတာဟေးအမမင်းတို့သိတဲ့အတိုင်းအဲ့တော့ကဝေးတိုင်းဝေးကြသေးဘူးလေ ဲ့တော့ဘလုံးပေါင်းမိနေကန်းနေဆိုပါတော့ကွာရွာရဲကမိန်းကလေးတွေရောတခြားရွာမိန်းကလေးတွေပါလာကြည့်ကြတာအဲ့မှာမိုးလေးလဲရွာချလာတချို့မိန်းမကြီးကတို့ကိုကြည့်ပြီးမွေတက်နေရဲ့လို့လှမ်းအော်တာဟေးအဲ့တော့မှအောက်ကိုပြန်ပြီးတော့ငုံကြည့်မိတာတကယ်ပဲတောက်ရှက်ကွဲတာအတို့တသိန်းလုံးလေးကြံကင်းနဲ့ဝင်ပြေးရတာအတို့ကောင်လေးလေးတလားလောက်ထိရွာထဲမသွားရကြဘူးကွာဖြစ်မှဖြစ်ရလေမိုက်ကယ်ကြီးရကျုပ်တို့လည်းရှိမိတာပေါ့ဗျာသူတို့ညောင်လည်းရှိနေကြတယ်ခဏနေတော့သူတို့ကကျုပ်တို့အကူကြီးတောင်းလာပြန်တယ် ညီလေးတို့ဟာတို့ဘောလုံးပြန်ပြီးလေးချင်မလို့အဲ့ဒါမင်းတို့တွေကိုညီပါလားကျုပ်တို့ကဘလို့ကိုညီရမှာလဲဗျဘလို့ကူညီရမှာလဲဆိုတော့အားတို့ရွာအသင်းလေးပြဆွဲကောင်အန်အောင်တော့လေ့ကျင့်နေတယ်ကွာတို့လေ့ကျင့်နေမှမသိရညာဘက်မှာလေ့ကျင့်မယ်မင်းတို့ကငါတို့နဲ့ညာဘက်ဘောလုံးကိုဖော်လိုက်ပေးပါလားရလေဗျာဘာညာခတ်လို့အားအိုးတွေထမ်းရမှာနော်တို့ကဖမ်းချောင်းထုံးပြီးလေ့ကျင့်မှာရပါလေဗျာလေ့ကျင့်မှာမင်းတို့ကဈေးမှာပဲထိုင်ဆောင်နေကြပါကွာတို့လေ့ကျင့်ပြီးအားအိုးထမ်းပြီးပြန်ကြပါပေါ့ ။အဲဆိုရင်တော့ဖမ်းယောင်းထုတ်မှုတော်လည်းပြင်ဆင်အောင်ပါပေါ့။နွားလှန်နဲ့ခိုင်းနှံဆိုင်လိုင်ရပါတယ်ဗျာ။အထွေထူးတော့မလို့။အဲဆိုငါတို့ညောင်ရဲ့မင်းတို့တော်ရဲ့ဘောလုံးကွင်းညပန်လာကြပါကွာနော်။အဲ့လိုနဲ့ကျွတ်တို့လည်းမိုက်ကယ်ကြီးတို့နဲ့ညတိုင်းလိုက်ခဲ့ဖို့အတွက်သဘောတူလိုက်တယ်ပေါ့ဗျာ။အခုလောလောဆယ်တော့ကျုပ်တို့ကဘောလုံးကွင်းကမျက်ထူတဲ့နေရာတွေရှင်းနေရာတွေပြီးတော့မလွတ်တဲ့အပင်တွေခုတ်တဲ့နေရာမှာပျော်ပျော်ပါပါကုလုပ်ပေးနေကြတယ်။ဘောလုံးကွင်းထဲမှာတော့ရီတံမောတံဆဲတံဆူတံတွေစုညံနေရောပေါ့ဗျာ။တော့ရွာဆိုတော့မိုးချုပ်ပြီးတိတ်မကြအောင် လူတွေကအိတ်ကြပြီလေဗျာ။ ဲ့ဒါကြောင့်မို့ထင်ပါရဲ့တောရွာမိသားစုတွေကြည်လိုက်လူတွေအများကြီးဗျတချို့ဆိုရင်တကြိတ်ကျော်တော့မွေးထတာတောသူတောင်သားတွေဆိုတော့ခလေးကိုရားသလောက်မွေးကြပါဗျာအမိဖာတွေကိုစော်ကားပြောဆိုတာတော့မဟုတ်ဘူးဗျတွေးမိတာလေးတော့ပြောပြစင်တော်ရမှာဆိုတော့ကလေးတွေများလေပြဿနာမရှိဘူးလေဗျစားစရာစံနေစီရှင်ရပြီဦးဗျပညာရေးကိုလည်းသူတို့ရထင်တော့ကြဘူးလေဗျကလေးရများတယ်ဆိုရင်ကြီးစင်ငယ်လေးထင်းချောင်းသွားကြရတာပဲလေမိဘတွေကအလောက်ကိုင်းမပြတ်နောက်ထပ်ကလေးအမွေးမပြတ်ပေါ့ဗျမြို့တွေဖြစ်သွားတော့ကလေးတယောက်ရဲ့စီးကတော့မလို့တော့မဟုတ်တော့ဘူးဗျ အများကျဲလာပြီလေတော့မှာတော့ဘုံကြီးကြောင်တော့သေစာရှင်စာဖတ်တိုင်မင်းရပြီပြီးကောက်ဆိုင်ပြိုးနှုတ်တောင်ရလုတ်ဒီလိုနဲ့ပဲလူဘွားကိုလေပတ်နေကြလေပြီးတော့မြဝခလေးတယောက်မူရနဲ့တော့ဝခလေး၅ယောက်စီကညီမြနေပြန်တော့ဗျတော့ရမှာနေပြီးတော့တိုးတက်နေတဲ့ခရီးစီးကြောင်လိုက်ပြီးတော့သားသမီးတွေကိုပြုစုပြထောင်ပေးတဲ့မိခင်ဖားခင်နေသူတိတ်ပြီးတော့လေးစားတယ်ဗျတော့ရမှာနေပြီးဘွဲရပညာတတ်တယောက်ဖြစ်ရအောင်ပြိုးထောင်ရတာခင်အနေထားရတွေးကြည့်ရင်တော့တကယ်မလွယ်တာဗျ ောက်တထေးအတွက်တော့ဒီလိုကိစ္စတွေကမခဲရမှုဆိုပေမဲ့သူလုံးကလို့အမီးဖအနေပေါက်ဖွားလိုက်လူကြောက်အနေနဲ့တာသမီကိုပညာတက်ဘွဲရာစီတယောက်ဖြစ်လာအောင်ပြုစုပြုံထောင်ပေးနိုင်တယ်ဆိုတာနဲ့ဒီမှာအတော်လေးကိုတော်ရင်မိသွားရည်လို့ကျုပ်လည်းချီးမွမ်းမိတယ်။အဲ့တော့ကျုပ်လည်းတိတ်ဆိတ်နေတဲ့ဝရင်ရွာကိုကြည့်ပြီးတွေးမိတွေးရတယ်တွေးနေတာပေါ့။အခုကျုပ်တို့တွေရွာလေလန်းအနေအာအိုးတွေဝလုံးနဲ့ရှိုးပြီးထမ်းလာကြတယ်။ကျုပ်တို့တွေအခုဝရင်ရွာဘလုံးကွင်းကိုသွားနေကြလေ။ကျုံနဲ့ကံကောင်းနေရတဆိုင်ကိုတိုင်ဆုံးနဲ့ကိုမေးကြတဆိုင်ပေါ့ဗျာ။ ။ကျန်တဲ့ဘောလုံးနဲ့ဖန်ချောင်းတွေကိုတော့မိုက်ကယ်ကြီးကသဲချလာတာ။မိုက်ကယ်ကြီးနဲ့ကိုမဲကြီးကဘောလုံးဝတ်စုံနဲ့မိုက်ကယ်ကြီးကိုလည်းဘောလုံးဝတ်စုံနဲ့ကနည်းနည်းတော့ပွားတယ်။ခင်အနေထားအရာလဲဘောလုံးအင်ဂျီတွေဖောင်းမိရခပ်ပွားပွားကြီးတွေပဲလာတာလေဗျ။ဘောကဖနက်တော့မပါဘူးဗျအဲ့ဖနက်တည်းကအရင်ဆေးကြည့်ရလေမိုက်ကယ်ကြီးရဲ့အသက်ကသာ60နာကတာအတော်လေးကိုတမ်းမာနေသေးတာရှောင်းတုံးကြီးနေမှာဘောလုံးဝစ်ဆောင်နေဆိုတော့မသိရင်နိုင်ငံခြားကဘောသမားကြီးဒီဇိုင်းဗျစိုက်ကိုက်ကတော့အတော်ကြတာနော် ကိုမဲကြီးကတော့ကိုဖန်သမားကျုပ်မြင်မှုတမျှကိုသမားတွေကအယက်ရှိရှိခတ်တောင်းတောင်းနေအခုကိုမဲကြီးရဲ့အယက်ကကျုပ်တို့ထပ်ပို့တယ်လူပေါ်ကလည်းဝဝမဲမဲဘောလုံးကန်အင်းကြီးလည်းဝတ်ထားသေးတယ်သူနဲ့ဘလို့မှမလိုက်ဖက်ပါဘူးဗျာဘောင်းမီအင်းကြီးအပွားကြီးရောက်မှသူ့ဝဲမှာပဲကြက်နေထန်းရင်နဲ့အမီးထည့်ထားတဲ့ပလိုင်းကြီးကိုလည်းလွဲထားသေးရအဲ့လိုနဲ့ကျုပ်တို့တွေဘောလုံးကွင်းကိုရောက်လာပြီပေါ့ဗျာကျုပ်မှာတော့ဓမီပါလာတယ်လို့ကံကောင်းတဲ့ကိုတိုင်ဆိုမှလည်းဓမီပါတယ်ဆိုတော့လမ်းတစ်လျှောက်မီးအလင်းအောင်ကရနေရလေဗျာ ဘောလုံးကွင်းထဲကိုရောက်တော့ကိုမေကြီးကသူပြင်ထားတဲ့ကိုရိုင်းဘက်ကိုသွားခိုင်းတာနဲ့ကျုပ်တို့လည်းအိတ်နာမှာပဲဖန်ချောင်းမျိုးဆင်လိုက်တာပေါ့နွားလန်ကိုင်းနဲ့အထိမှာဖန်ချောင်းကိုချီပြီးတော့စိုက်လိုက်တယ်ဖန်ချောင်းကနှစ်ချောင်းဆိုတော့အတော်ထင်းထင်းလင်းလင်းလေးဖြစ်သွားတယ်အားလုံးပြင်ဆင်ပြီးပြီဆိုတာနဲ့စပြီးတော့လေ့ကျင့်ကြတာပဲလေ့ကျင့်နေဆိုလို့အထွေထူးတော့မဟုတ်ဘူးနော်ကိုမေကြီးကကိုဆောင်တယ်မိုက်ကယ်ကြီးကကိုရှုတယ်ဒါပဲသူတို့ဘာသာသူတို့ကတော့ဟုတ်နေတာပဲ အဲ့တော့ကျုပ်တို့လည်းအစတော့ထိုင်းကြည့်ပေးနေပါသေးတယ်။သူတို့ဟာကန်လိုက်ဖန်လိုက်နေပဲတန်တရာလေးနေရမြင်ရတော့ကျုပ်တို့တန်တော်လည်းဇရက်ပေါ်တော့အတွက်ခွန့်တောင်းလိုက်တယ်။ကိုကြီးကျုပ်တို့ဇရက်ပေါ်သွားတော့မယ်။အေးအေးတော်တော်တို့လည်းဒီအအိုးကိုရင်တော့နားတော့မှာအခုလိုလေ့ကျင့်ထားမှရွာနီးပြဆိုတဲ့ကောင်ငါတို့အထင်ကြီးမှာ။ကောင်းပါပြီကောင်းပါတယ်။စူးစားကျင်စိတ်ရှိရတော့သူတို့နှစ်ယောက်စလုံးလေးစားတယ်။အဲ့လိုနဲ့ကျုပ်တို့တန်တော်လည်းဇရက်ဖက်ကိုထွက်လာကြတာပေါ့ဗျာ။ဇရက်ကတစ်အကောင်နေနဲ့စောက်ထားတာဗျ။တို့လည်းမူထားသေးတယ်။ ခင်းပြင်းနေဆိုတာကလည်းပြင်ကောင်းနေကြီးခင်းထားတာကျဲလဲကျဲတယ်ဗျသူတို့လည်းဇရက်ပေါ်မှာဒီပြည့်စည်အသင်တွေရာနဲ့ဇရက်တစ်ခုလုံးဒီပြည့်စည်နဲ့လှဲကျင်းလိုက်တယ်နောက်တော့လှဲတဲ့သူကလည်းထိုင်တဲ့သူကထိုင်နဲ့စကားစမြည်ပြောနေကြတာပေါ့ဗျပြောမဲ့တာပြောရတာဆန်နီကရွာလူတွေကဇရိုက်တာကြံ့တာစိတ်ထားရတော့အကောင်းတာငါတို့ကနေရတာပြောလာတယ်ဟုတ်တယ်ကိုတိုက်ဆိုမိုက်ကယ်ကြီးကလည်းလူမိုက်ကြီးတာပြောတာပျော်တတ်တယ်ဗျသူ့အလိုက်တီတော့လည်းအဆင်ပြေသွားတာပါပဲလေတအားဆိုးနေရင်တော့ကိုမျိုးကြီးတို့ကတို့ဘယ်လိုလုပ်လှုပ်ပါမလဲကွာ ဒါနဲ့ကိုမဲရထိုင်ရင်အမိတွေတဲလာလားကိုတိုင်ဆိုအဲ့လိုပြောလိုက်တော့ကံကောက်တက်တက်ကြွကြွပဲဝင်ပြောတယ်ဟုတ်တယ်ကိုတိုင်ဆိုကိုမဲရထိုင်ရင်တဲလာတာအေးဟုတ်လားအဲ့ဆိုတော့တောင်းကွာကျွတ်အဲ့လိုပြောနေတော့ရှိသေးတယ်မိုက်ကယ်ကြီးကလှမ်းအော်တယ်ညီလေးတို့ထိုင်နေမြပါလာတယ်တဲ့ကွာလာယူကြအောင်အာဝနာမှာထားထားတယ်အကိုကြီးကမတောက်လားအားစားသမားတွေလေကွာတောက်လို့ဖြစ်မလားဘောလုံးပွဲပြီးတော့မှာပဲအဝါတောက်ပြင်မယ်လာယူလား ကျုံတဲ့ကံကောင်းလဲခက်မြက်မြက်မဲအာအိုးတွေထိုင်နေရသွားပြီးတော့ထိုင်းရင်နဲ့အမီကိုရှူလိုက်တယ်။ထိုင်းရင်ကိုခါလံပုံးအဖြူတစ်လုံးနဲ့ထည့်လာတာဗျ။အမီကိုတော့စက်သားတွေကြောပြီးအုပ်နဲ့ထည့်လာတာ။ကျတို့နှစ်ယောက်သွားယူနေတော့မှဇေယျမှာကျန်ခဲ့တဲ့ကိုတိုင်ဆိုကထမီးနဲ့လှမ်းထိုးပြီးစကားလှမ်းဆိုလာတယ်။ဖျောင်းလေမြမြလာခဲကွ။လာပါပြီကိုတိုင်ဆိုရ။ကျတို့နှစ်ယောက်လည်းထိုင်းရင်ကိုခက်မြက်မြက်ရှူပြီးခက်မြက်မြက်မဲဇေယျကိုပြန်သွားလိုက်တယ်။ဇေယျပေါ်ရောက်တော့ကိုတိုင်ဆိုတယောက်ချွေးတွေပြန်နေတယ်။ပြီးတော့သူကစက်ကိုကြည့်ပြီးပြောလာတယ် စနေမြေဒီဈေးရမှာထူးကြတာဘာမမြင်အောင်လားမမြင်ရပါဘူးဘာဖြစ်လို့လဲဘဲမြင်မလို့ကျုပ်ကတမထအာမထုတ်တော့ဘူးထိုင်ရလီတမြန်မြန်နဲ့ဖြစ်နေရလေဘလို့လို့အစွမ်းထတ်တော့မှလဲကိုတိုင်ဆိုကတော့စက်ပြီးစကားဆိုရပြဟဲ့ဒီဈေးမှာတရေရှိရထင်တယ်နော်ဘာလို့လဲကိုတိုင်ဆိုကငါ့ကိုခေါမိုးပေါ်ကနေထိုင်ရတိုင်အောင်လို့ပြောနေရဟခမရနားကြောက်မတာနေမှာဗောဟဲ့စနေငါတကယ်ပြောတာကွာအတန်ကြီးကလည်းအော်အော်ကြီးကိုတိုင်ဆိုကတကယ်အန်အော်တကြီးမျက်နှာနဲ့ပြောနေရ ဲ့တော့ကျုပ်တို့လည်းမယုံလို့မရတော့လေဒါပေမဲ့တိရီဇော်တိကာယုံမှနေတဲ့ဘုန်းကြီးเจ้าသားတွေပဲဗျာကြောက်တယ်ဆိုတဲ့စိတ်ကတော့မြူတမောင်မြောက်မရှိတာပါအဲ့တော့ကိုတိုင်စိုးစိတ်မပူဘူးပြောရတာပေါ့ကိုတိုင်စိုးကလည်းဗျာတဲတဲ့စီများထူးဆန်းလို့လို့ထူးဆန်းလို့တာမဟုတ်ဘူးအခုကအတိုင်ကြီးနဲ့ပြောနေလို့လေကွာတို့တွေကထိုင်းရေတောက်မှာဆိုတော့သူလည်းတောက်ချင်လို့ပြောတာနေမှာပေါ့ကွာထိုင်းရေလည်းအများကြီးခေါ်လိုက်တာပေါ့ကျုပ်ကလည်းအလွယ်လေးပဲပြောလိုက်ပြီးတော့ထိုင်းရေဝိုင်းကိုဖွဲ့လိုက်တယ်ခွက်ကတစ်ခွက်တည်းပါတာဆိုတော့အလှဲကြတောက်ရအောင်ပေါ့ဗျာ ကံကောင်းကကြောက်ပြောတဲ့စကားကိုလက်ခံတယ်။အဲအကြောင်းပဲသူကအတန်ခတ်ကြဲကြဲနဲ့ဇရက်ခေါမှုပေါ်မော့ပြီးပြောလိုက်တယ်။ဒီဇရက်မှနေရဲသူထိုင်းရဲ့တောက်ချင်တယ်ဆိုလာခဲ့လို့ရပါတယ်နော်။ခမရအဆင်ပြေလို့ဒါတောက်။ကံကောင်းကအဲ့လိုပြောပြီးပြီးကျင်ပါပဲ။ဇရက်ခေါမှုပေါ်ကနေတဝိုးနဲ့လမ်းလျှောက်တယ်လို့မျိုးအတန်ကြီးကိုကြားလိုက်ရတယ်။ပြီးတော့ခေါမှုပေါ်ကနေအောက်ကိုခုံချတဲ့အတန်ကတဆတ်တည်းကြားလိုက်ရတာ။ကျူတူလေအတန်လမ်းရောက်ဓမီနဲ့ထိုးကြည့်ကြတာပေါ့ဗျာ။ကိုတိုင်စိုးတို့နှစ်ယောက်ကတော့ဖာမြင်လည်းမသိဘူး။သူကတော့လူရိတ်လိုလိုမဲမဲအရေးလိုလိုတော့တွေ့လိုက်ရတယ်။ ကျုပ်လည်းတမားရီအားရမရှိတော့အရေးတော့ပဲမြင်ရတော့ထင်ပါရဲ့ဗျာအဲ့ဒီရိတ်ကကျုပ်တို့စီရပေါ်တက်လာတယ်ကံကောင်းကလည်းအရေးကိုမြင်မုံရတယ်သူကအတန်တိုးတိုးနဲ့ပြောလာတယ်စနေမိမြင်ရတယ်မလားလူရဲလိုလိုပဲမြင်ရတယ်ကွာအေးအဆောမင်းလည်းငါတို့လိုပဲအခုဒိုးစီကိုလာနေရနော်ဟုတ်တယ်ကိုတိုင်ဆိုတော့ဘာမြင်အောင်ထင်နေကွာနော်မမြင်ရလို့နေမှာပေါ့ကွာကျုပ်တို့နှစ်ယောက်တိုးတိုးကပ်ပြောနေတာကိုတိုင်ဆိုတော့သတိထားမိသွားပြီမေးရဲ့ဗျစနေမင်းတို့ဘာမြင်ရလို့လဲတိတ်တော့မသေးကြဘူးဗျဟိုလူရဲလိုလိုတော့မြင်ရတာပဲ ဟုတ်လားငါတော့ဘာမြင်ရကွာအခုအဲ့အရေကဘာမှလဲကိုတိုင်ဆုံမေးလာတော့ကျွတ်တို့လည်းဇရက်ပေါ်တေးချလိုက်ကြည့်လိုက်တယ်ဟောဗျာကျွတ်တို့ညမြင်လိုက်ရတာကိုတိုင်ဆုံအနောက်အဲ့အရေကတိုးကပ်သွားတာပဲကျွတ်တို့အန်ဟောတကြီးဖြစ်နေတော့မှအရေကကိုတိုင်ဆုံရဲ့ကိုယ်ရယ်ဝင်သွားတယ်ကျွတ်တို့ညသိလိုက်ပြီကိုတိုင်ဆုံဒီဇရက်ကကဝင်ပူးလိုက်ပြီဆိုတာလေဇရက်ကမကျွတ်မလွတ်တဲ့သူဝင်ပူးခံလိုက်ရတဲ့ကိုတိုင်ဆုံကတော့တစက်ဆက်နဲ့တုံနေထိုင်ရတစ်ခွက်ကိုကောက်ပြီးတော့မောချလိုက်တယ်ပြီးတော့ကြက်ပေါက်တစ်ချောင်းကိုက်ပြီးသူ့အတံမဟုတ်တဲ့တခြားအတံအော်အော်ကြီးနဲ့ပြောလာတယ် ကွာလိုက်တာကွာထိုင်းရည်နဲ့ကြွကြွမစားရမတော်ရတော်တော်ကြာနေပြီကျုံနဲ့ကန်ကောင်ကကိုတိုက်စိုးကိုရဲဝင်ရောက်ပြီးတော့ပူကတ်နေရဆိုတော့တော့တယောက်မျက်နှာတယောက်ကြည့်မိတယ်ကန်ကောင်ကကျုပ်ကိုမင်းငော့ပြလာတယ်အဲ့တော့ကျုံလည်းအလိုက်တသိနဲ့ဇေယကမကျွတ်မလွတ်တဲ့သူဝင်ပူးနေတဲ့ကိုတိုက်စိုးစိုက်ကြည့်ပြီးတော့မေးလိုက်တယ်မင်းဒီမှာနေရကြပြီလားကြပြီမင်းတို့ငါမှန်းသိရလားမင်းသူ့ကိုယ်ရဲဝင်လာတဲ့ကငါတို့သိတယ်ကောင်းလိုက်တာငါတခြားသူတွေဘသူ့ကိုမှဝင်ပူးလို့လည်းမရအောင်ဆက်သွယ်လို့လည်းမရအောင်မင်းတို့နဲ့ငါနဲ့ကံပါရဲထင်တယ် ကဲထားလိုက်ပါမင်းရဲ့နာမည်ဘာလို့လဲပြောစမ်းကျုပ်အတ္တမမနဲ့ပြောလိုက်တော့ဝင်ဘူးခန့်နေရဲကိုတိုင်ဆိုတာကျုပ်ကိုမျက်တော့နေနေကြည့်ပြီးပြောလာတယ်မင်းကဘာကောင်းလဲငါ့အမေဘာထင်နေလဲမင်းမသာဘာကောင်းမဲဖြစ်ဖြစ်ငါကယူမဆိုင်ဘူးအခုမင်းကသူတပားကိုရယ်ဝင်ကပ်ပြီးစားနေရတဲ့ကပ်ပါကောင်းမဲဆံဖဲဦးမြဘာများထင်နေလဲကိုတိုင်ဆိုကိုရယ်ဝင်ဘူးနေရဲ့သူ့နာမည်ဆံဖဲရဲဗျသူကကျုပ်ကိုဒေါသထွက်နေမျက်နှာနဲ့ကြည့်ပြီးဆက်ပြောပြန်တယ်မင်းကဘာကောင်းလဲ ပစိုးခွင်းထဲဝင်ပြီးဓာတ်နဲ့ထုံလိုက်ပြောစံဖဲတယ်ကွာလူတက်ရမှာလဲဝင်မလေးဘူးမင်းကလူပွားတော့လူမိုက်လားနဘလူးစံဖဲကိုမင်းတို့ဘာများထင်နေလဲတော်တော်ဂျိုကြွနေပါလားမင်းပါသာလူပွားမှာတော့လေဘာကောင်းပဲဖြစ်ဖြစ်အခုချိန်မှာမင်းကအစိမ့်သေးရတကောင်ပဲတို့ဆရာထိုင်းရီကိုလည်းကတ်တော့သေးတယ်ကြည်ကြည်ကြဲကြဲလည်းပြောသေးတယ်စနေကြမင်းမသိသေးဘူးထင်တယ်ကျိုးလေအထက်လန်းဆရာစိလေးပြောင်းဝင်လာပြီလေဗျာ ဒီလောက်ရှိလာတာစံဖဲဆွဲသေးရဲ့မှတ်လောက်တလောင်ဆုံးဝရသေးတာပေါ့ဆိုပြီးသူ့ကောင်စိတ်နဲ့မှန်ပြီးဆေးရကျမ်းမြလက်နဲ့ပုတ်လိုက်တယ်ကျုပ်မျက်စီရောမှိတ်ထားတယ်လေဗျာကံကောင်ကတော့စံဖဲဝင်ပူနေတဲ့ကိုတိုက်ဆွဲညင်အောင်ဓမီနဲ့တည်ပြီးတော့ထိုးထားတယ်ဗျာအဲ့လိုနဲ့ကျုပ်လည်းကျမ်းမြပုတ်ပြီးပြီဆိုတော့ဒင်းသူ့ကောင်သူကင်ပြီးအော်နေလောက်ပြီးဆိုပြီးတော့မျက်လုံးဖွင့်ကြည့်လိုက်တယ်ဟောဗျာကိုတရေဝင်ဘူးခံနေရကိုတိုက်ဆိုးကြကျုပ်လည်းပြီးတော့လာပြီးညက်ပါရောလားကျုပ်တီလာဖောက်ဖြတ်မိတော့မေ့ပြီးတော့သွားပြီးဆုံးမနေဟာအခုတော့တရေတစ်စီတစ်ခေါင်းလို့ကျုပ်မနိုင်တော့ဘူး တော်သေးရဲ့ဗျာကံကောင်းရှိနေလို့ဒါပဲကျုပ်အသက်ကမသိတာကံကောင်းကဝင်ဘူးခံနေရကိုတိုင်ဆိုကြီးကိုနောက်ကနေအတင်းပွေပြီးတော့ဖမ်းထားတာကျုပ်လည်းငုတ်တုတ်ပြန်ပြီးတော့ထားလိုက်တာနဲ့ကိုတိုင်ဆိုမျက်နှာကိုလက်နဲ့ပါးရည်ကြီးရိုက်ချပြလိုက်တယ်ဗျာပညာနဲ့လုံးလို့မရတော့ဘူးဆိုတော့လက်နဲ့ချတာပေါ့ငါ့လည်းပဲညံ့အောင်မလားကျုပ်ကလည်းမေးမေးပြီးတော့ရိုက်တာကံကောင်းကလည်းနောက်ကနေအတင်းကိုထိန်းချပြီးတိုင်မဲ့အချိန်ကြာလာတော့သူလည်းမထိန်းနိုင်တော့ဘူးနဲ့တူပါတယ်ဗျာကျုပ်ကိုလှမ်းပြီးတော့တတိပေးတယ်ဟဲ့တအားရိုက်မိနေအောင်မထိန်းနိုင်တော့ဘူးတော့တအားတန်တယ်ကွာ ထိန်းအောင်ဒီကောင်မထွက်မချင်းကရိုက်မှာဟဲ့အောင်ထိန်းနိုင်တော့ကွာလွတ်ပြီဟာလွတ်ပြီသူအဲ့လိုပြောနေအချိန်မှာကျုပ်ကခလန်လန့်ကိုရောက်နေပြီကျုပ်လည်းဘာလို့လုပ်လို့ရမှမသိတော့ဘူးလိုင်းချမယ်လို့ဆုံးဖြတ်ပြီးပစုတ်ကောင်ကျက်လိုက်တာပေါ့ကံကောင်ကလည်းအားကုန်သုံးပြီးနောက်ကနေချုပ်ထားဆိုမုန်းနေပြီပေါ့ဗျာတိုင်မဲအဲ့ကြာနေဆရာအောက်ကိုဆင်းပြီးတော့ကျုပ်ကိုတက်မိနေလှမ်းထိုးပြတယ်စကားလဲဆိုလာတယ်မချနိုင်တော့စနေမိပညာဘယ်လိုဖြစ်ကုန်တာလဲအရက်ကလည်းတော့မိမလည်းပို့တော့ပြောက်ကုန်တာနေမှာပေါ့ကွာမင်းဆိုရဲကောင်းရကွာ ယာကိုမထူတော့ပညာမရှိလည်းဖာဖြစ်လေခြောက်ကွာအဲ့တည်းရောင်နိုင်အောင်ခြောက်စိတ်ခြောက်တရေရောက်ကြောက်လို့ထွက်ပြေးရဲငါမပေါ့ပြန်ခြောက်မှာ sorry ကလေပဲညစ်ခံလိုက်ရတယ်ဒင်းအလစ်ဝင်ညစ်လို့တာခံလိုက်ရလာစမ်းကျုပ်လည်းအဲ့လိုပြောပြီးတော့လက်ခမောက်ခတ်ပြီးတော့တရေဝင်ပူနေတဲ့ကိုတိုင်ဆိုစိန်ခေါ်ပြလိုက်တယ်အဲ့တော့တရေဝင်ပူနေတဲ့ကိုတိုင်ဆိုကလည်းကရောင်းကြိုက်တယ်ဗျအင်းကြီးပါချက်လိုက်သေးတာပြီးတော့ဇေယဘေးကကွက်တာတွေကိုပြေးဆင်းသွားပြီးတော့လက်ခမောက်ခတ်နေပြီးစက်ကိုပြန်ပြီးတော့စိန်ခေါ်တာကြိုက်တယ်ဆန်ဖဲတော့အဲ့လိုမှကြိုက်တာပေါ်ဝါမကူရေမရှူသေးပါကွာ လာစားဟရလာမစိတ်ချလာမကျုပ်လည်းဒေါသထွက်နေပြီဆိုတော့တရေဝင်ဘူးနဲ့ကိုတိုက်ဆူအနောက်ဇရက်ပေါ်နေခုံစင်ပြီးခက်မြမြတ်သွားလိုက်တာပေါ့ကကောင်းတို့ကတော့အာကိုရကြတော့ဓမီနဲ့လည်းနဲ့ကျုပ်တို့ထိုးပြနေအဲ့တော့ကိုတိုက်ဆူနဲ့ကျုပ်တို့ညာရဲ့ fighting play မဲ့မြင်ကိုရရှင်းလင်းနေတာပေါ့တည့်ရဲ့အတိုင်းသူကလည်းလာကြောတဲ့ထဲဘယ်တော့မှ team ခံတတ်တဲ့ဆရာထိန်းချုပ်လို့မရတော့ဘူးမြစ်တာတွေဂယုနာတွေဘာတွေညာတွေလည်းတတိမရတော့ဘူးကိုတိုက်ဆူဝင်ဘူးနဲ့တရေကိုစော်ဖို့ပဲစိတ်ကရောက်နေတာ ဲ့လိုနဲ့ကျုံနဲ့ကိုတိုင်ဆိုမျက်နှာချင်းဆိုင်အနေထားရောက်နေရပေါ့ဗျာတရေပူးခန်နေရကိုတိုင်ဆိုဟာကျုပ်ကိုတေချာကြည့်ပြီးအတန်အောအောကြီးနဲ့ပြောရဲဗျာကောင်းလေမင်းတတရပဲဆိုလို့လေငေါ့တော့ပြန်ချရဲတယ်ဆိုတော့စကားတိတ်မများနေနဲ့မင်းတတိတာထားနေပြီတော့ကျုံလည်းအဲ့လိုပြောပြီးတော့ဝင်လို့တော့တာပဲကျုပ်ရဲ့ချက်ထောက်တဲ့လက်တီးကကိုတိုင်ဆိုရဲ့မျက်နှာတတရကိုထိရဲဗျာကျုပ်တို့ကလူစုံနေလေဗျာမြမလဝိဘောက်စင်ကစ်ဘောက်စင်ကရာတေတိုက်ကွန်ဒိုဂျူဒိုအဲ့ဆရာသမားတွေကပညာရှင်တွေကျောင်းလာပြီးတော့တရားထိုင်ကြရလေဗျာ။ ကျုပ်ကလည်းလူဆက်စုဆိုရမလားကျုပ်ကိုတင်ပြဖို့အတွက်ပူစားတော့အနည်းချင်းတော့တင်ပြပေးသွားကြပါရစေကျုပ်ကြိုက်ဆိုတော့ကစ်ဘောက်ဆင်ဆိုတာပဲအခုကျုပ်ကိုတင်ပြပေးလိုက်တဲ့ဆရာပြောလို့ဆိုချက်ထောက်တယ်ပေါ့ဗျာကျုပ်ရဲ့ချက်တွေကတိုက်ဆွဲမျက်နှာဒဲ့တွေကြီးထိတာကိုတိုက်ဆိုးဝင်ပူနေတဲ့ရဲဆန်ဖဲလည်းမခေလောက်နော်ကြောရည်မထီအောင်ဂတ်တင်ထားလေကျုပ်လည်းညာဝိုက်လက်တီ right hook တစ်ချက်လေးကျွေးထလိုက်တယ်။ तू ကဂတ်ကကားထားတော့မယ် အာနဲ့ကျုပ်ကလည်းနောင်နေနေဆုပ်ပြီးတော့ခြေမနဲ့ရှင်ဝါကိုထိုးကန်တဲ့နီးကိုတုံးလိုက်တယ်။ကျုပ်ဆရာသမားတွေပြောပုံအရဆိုရင်တော့ frog ကပေါ့ဗျာ။အဲ့နီးကတော်တော်အသုံးဝင်တဲ့နီးပဲဗျ။တော်ရုံလူဆိုရင်အသက်တောင်ရှူလို့မရတော့ဘူး။ကျုပ်အဲ့လိုကန်လိုက်တော့ကိုတိုက်ဆုနောက်ကိုဆုပ်သွားရိဗျ။ပြီးတော့ကျုပ်စီကိုတွဲလုံးကွန်ဖိုရီစတိုက်လွတ်တော့တာပဲ။ဂျက်ခရော့ဟူအဘဂတ်အဲ့ဒါကြီးပေါ့ဗျာ။ကျုပ်ကိုနှစ်ချက်လောက်တော့လာထိသွားတယ်။ကျုပ်လည်းအသားနာခံပြီးတော့သူ့ရဲ့ကွန်ဖိုပြီးတဲ့အချိန်လောက်ကြာမှအဘဂတ်လို့ခေါ်တဲ့ပင့်လက်သေးကြီးကြွေးလိုက်မယ်ဆိုတဲ့အတွင်းနဲ့တိုးဝင်လိုက်တယ်။ သူအနားကိုရောက်လာတော့ထင်းကကျုပ်မျက်ခေါက်ခေါင်းနဲ့တိုက်ပြလိုက်တာဗျာကျုပ်တင်တဲ့ kiss box နေရမှာခေါင်းတိုက်တာတော့မပါဘူးလေဗျာအဲ့တော့မှတီးလိုက်တာသူသုံးသွားတာမြမလက်ဝေဦးကျုပ်တွေးမိတဲ့အချိန်မှာပဲကျုပ်မြေပြင်ပေါ်မှာမှောက်နေပြီလေကိုတိုက်ဆိုးကတော့ကျုပ်ကိုငုံကြည့်ပြီးလက်ခမောင်းနေကြည့်လှိမ့်ခတ်နေကျုပ်ပြန်ထဖို့ကြိုးစားသေးတယ်မထနိုင်တော့ဘူးနှစ်ဖူးအောက်အတိုက်ခံရလေဗျာခေါင်းတွေပါမူးနေနှစ်ဖူးကိုစမ်းကြည့်တော့နှစ်ဖူးလည်း꿰သွားတယ်တော်သေးတယ်ကျုပ်ကဘာမှထမလို့တဟားနဲ့ရှိရင်လက်ခမောင်းခံရင်ကျုပ်ကိုလှောက်နေရမင်းမှတ်ပြီလား စံဖဲရဲကွာငါ့ကိုဒီနေ့တဝိုက်မှာလက်ရည်တူထိုးနိုင်တာငမိုက်ဆိုတဲ့တကောင်ပဲရှိတယ်။ကျုပ်လည်းဘာမှမတတ်နိုင်တော့အရှုံးပေးလိုက်ရတယ်။တောင်းအောင်ဆိုကျုပ်လည်းချနိုင်ပါတယ်။သူခေါင်းတုံးလိမ့်မယ်လို့မထင်ထားလို့ပြ။ကျုံမှောက်နေတဲ့အချိန်မှာပဲကံကောင်းကအနားအောင်ရှောက်လာပြီးထူပေးတယ်ပြ။ပြီးတော့ကျုပ်ကိုအတန်ခတ်တူးတူးနဲ့ပြောတယ်။မင်းထိုးတာကြည့်လို့ကောင်းတယ်ကွာ။ဟာဟဲ့နှစ်ဖူးကွဲသွားပြီ။နေဟိုမှာကိုတိုင်းစိုးခေါင်းလည်းသွေးရည်ထွက်နေ။ ကျုပ်လည်းဘာမှပြန်မပြောနိုင်တော့အဲ့တော့ကံကောင်ကကြောက်မှုနေရသတိထားမိသားပြီးစပင်းနဲ့ကောက်ဆဲမှာကြောက်သတိပြန်ရလာတယ်။တရေဝင့်ဘူးနဲ့ကိုတိုက်စွာကြောက်ကိုနိုင်သွားတော့ကံကောင်ကထပ်ပြီးစိန်ခေါ်ပြန်တယ်။ကောင်လေးမင်းကောင်တော့အီစလီဝယ်သွားပြီ။မင်းလည်းစမ်းကျင်သေးလား။စမ်းကျင်ဦးစမ်းကျင်ဦး။အေးမင်းကောင်ကပညာလေးမတောက်တစ်ခေါက်နဲ့ငါလာစမ်းတာ ਉਹ ။လောက်ဝဲတော့ဘာလို့ကတိနေုံနဲ့မရဘူးကွာအမြင့်လေးကျင့်နေမှရတာ။ကျုပ်တို့တွေခုလိုဖြစ်ပြနေတဲ့အချိန်မှာပဲမိုက်ကယ်ကြီးနဲ့ငမဲတို့ရောက်ချလာတယ်။သူတို့နှစ်ယောက်ကအတန်ကြာနဲ့ကံကောင်ကဓမီနဲ့လှမ်းပြီးထိုးလိုက်တာပေါ့။ ညီလေးတို့မင်းတို့ချင်းချင်းရန်ဖြစ်နေရလားဟာမှောက်ဖို့ကိုကြီးကိုတိုင်စို့တရေဝင်ဘူးညာဘာတရေဝင်ဘူးညာဟုတ်လားကံကောင်းအဲ့လိုပြောတော့မိုက်ကယ်ကြီးနဲ့ငမင်းနဲ့အံ့ဩနေရဲ့ဗျအဲ့ဒီအချိန်မှာတရေဝင်ဘူးနဲ့ကိုတိုင်စို့ကမိုက်ကယ်ကြီးကိုကြည့်ပြီးအာရဝန်တာနဲ့လှမ်းစကားဆိုတယ်ငမိုက်မင်းငမိုက်မလားညီလေးမင်းကဘလို့ခေါ်လိုက်တယ်ဟဲ့ငမိုက်အာမင်းတငယ်ချင်းနဘလူးစံဖဲလေကွာစံဖဲဟုတ်လားငါတို့လက်ဝဲထိုးပြီးထမင်းကျွေးခဲ့တဲ့စံဖဲလားဟုတ်တယ်နဘလူးစံဖဲလေကွာ မိုက်ကယ်ကြီးကဝင်ဘူးခံနေရကိုတိုင်ဆိုကိုအားရပါရဆဲပြီးသွားဖတ်တာဗျကိုတိုင်ဆိုကလည်းပြန်ဆဲပြီးဖတ်တာသူကတော့ကိုမဲကြီးနဲ့ကံကံတွဲထားတယ်သူလည်းဘာမှနားမလည်နိုင်ဖြစ်နေရပေါ့ဗျာသူတို့ညောက်ကတော့အချင်းချင်းဆဲဆိုပြီးနှုတ်ဆက်နေကြလေရဲ့ဆောင်ဖဲမင်းကွာဇီးမနေရအောင်ငါ့ကိုမပြောမိတိမှာရှိရင်မသိငါနေတိုင်းလာပြီးမင်းနဲ့တောက်တာပေါ့ဟာဒီမနေရကြာလာပြီဒါပေမဲ့လူတွေဝင်ပူးလို့မရဘူးကွာဟိုကောင်လေးကငါ့ကိုခွင့်ပြုလိုက်လို့အခုလိုပူးကတ်လို့ရတာ လာဟဲ့အဲ့တော့ဇီးအပေါ်မှာထိုင်းရသွားတာရမင်းဝယ်ထားတဲ့ကောင်းလေးတော့ဘာမှဖြစ်တော့ပါအောင်နော်သူတို့ကငါသွေးတောက်ညီနောင်တွေကမင်းညီနောင်တွေလားမင်းညီနောင်တွေဆိုတော့ငါနဲ့လည်းညီနောင်တွေပေါ့ကွာစိတ်ချမင်းကောင်ဘာမှဖြစ်စရာဘူးမိုက်ကယ်ကြီးနဲ့နက်ဖလူးဆန်ဖဲဝင်ပူးခန့်နေရကိုတိုက်ဆိုးတို့ညောင်ဇီးအပေါ်တက်သွားတယ်ဗျကိုတိုက်ဆိုးမျက်နှာမှာလည်းအညိုမဲတွေကစွဲနေပြီကျုပ်လက်ချက်လေးဗျဇီးအပေါ်မှာတော့ပါးတွေကြီးလှည့်ရင်ထားတာကိုအဲ့လိုနဲ့ကျုပ်တို့လည်းဇီးအပေါ်လိုက်တက်ပြီးသူတို့ညောင်နာမှာထိုင်လိုက်တာပေါ့ ဘဝချားနေတဲ့တငယ်ချင်းတယောက်ပြန်ကြည့်တော့စကားတွေပြောမကုန်ဖြစ်နေကြရလေသူတို့ကရှေးဟောင်းနောက်ဖြစ်တွေပြောပြီးထိုင်းရတော့အမီးစားလုံနေကြတာစွတ်တူလေးငြိမ်ပေးနေရတယ်ဆန်ဖေမင်းမတ်မိသည်လားနဘလူးရဖျားပွဲတော့ပြီးမင်းလက်ဝတ်ထိုးတာလေမတ်မိရပေါ့ငမိုက်ဟာအဲ့မှာငါလေနဘလူးဆန်ဖေနဲ့မဲတွင်တာပဲလေအေးမင်းငါတို့ပေါ့တိတ်ကောင်းနေဆန်ဖေဟာမင်းလက်ဝတ်ထိုးပြီးဖျားပွဲမှာတို့စားကျင်တာအစားရငွေရှာပြီးတာဟာတော့တတ်မမိဘူးဆန်ဖေအားလည်းမမိပါဘူးကွာမင်းတို့တွေစားနေတဲ့ချိန်ငါပစောင်းတွေရောင်ကိုင်းနေဘာမှမစားနိုင်တော့လေ ခွေးမသားဆန်ပဲမင်းကလေလူသားသေးသွားအဲ့ဒါမမေ့သေးဘူးဘယ်မေ့မလဲကွာကဲငမကြီးအပြန်တော့မယ်ဒီကောင်လေးကိုရဲဝင်နေတာကြာနေပြီဆိုတော့သူလည်းပြန်မန်းနေလာပြီဆန်ပဲမင်းဒီဘွားကကျွတ်လွန်ငါဘာလုပ်ပေးရမလဲလှူဒန်းနေလှုပ်ပေးရမလားမလိုပါဘူးကွာအာဒီဘွားကနေကျွတ်မှာမဟုတ်သေးဘူးကွာမင်းလိုတာမင်းမဲရမှာပေါ့ကွာဟာမဘာကုတ်တော့ခံမမရှိဘူးဘာဖြစ်ဖြစ်မင်းကိုရှိစုပြီးတော့အလူတန်းလေးလှုပ်ပေးမယ်ကွာမင်းမချွတ်မချင်လှုပ်ပေးနေမယ်မင်းသဘောပဲကွာလှုပ်တန်းလှုပ်တာကောင်းတဲ့အရာပဲဒါပေမဲ့တောက်တလဲငွေရှာပြီးတော့မလှုပ်နဲ့ကွာ ကဲကဲငမိုင်ငါတော့ပြီကွာဆန်ဘဲဝင်ပူနေတဲ့ကိုတိုက်ဆိုကအဲ့လိုပြောပြရနဲ့တစ်ချက်တုံသွားတယ်သူကိုရီးယားနေအရင်မဲထွက်သွားတာကိုလည်းကြုံမြင်လိုက်တယ်အရင်မဲထွက်သွားတော့မှပဲကိုတိုက်ဆိုတယောက်တချွတ်ချွတ်နဲ့ပါးကိုကင်ပြီးညင်းညူနေတာကျုပ်ဖြစ်မျက်နှာပူလိုက်တော့မှလုံမာရောတော်သေးတယ်ကျုပ်မှလည်းဒဏ်ရာရထားလို့ဒါပဲသူကကျုပ်တို့ကြည့်ပြီးတော့မေးတယ်ဗျကျုပ်ကျုပ်ဘာဖြစ်သွားလဲအကိုကြီးညီလေးအကိုကြီးတကယ်ချင်းဝင်ပူနေတာကျုပ်ကျုပ်ပါးရောင်ကိုင်းနေရလားလို့အဲ့တော့အကိုကြီးလည်းမသိဘူး ကဲအရောပြန်ကြဆိုကွာစံဖဲကြီးအမြပေးလဲမကြွလာဘူးသူ့နေရာမှာဆိုလဲကြွမှာမဟုတ်ဘူးသူကြွကြွမကြွကြွကွာငါတော့အမြဲကောင်းမှုပြုလုပ်ပေးမယ်ကဲသူတွေပြန်ကြဆိုမိုက်ကယ်ကြီးကအဲ့လိုပြောပြရနဲ့ဇေယျဘောကစင်သွားတယ်သူတို့လည်းနောက်ကနေလိုက်စင်းလိုက်ကြတာပေါ့ပြီးတော့အာအိုးတွေဖန်ချောင်းတွေကဖြုတ်ပြီးတော့အလာရောကလိုမျိုးထမ်းပြီးပြန်ကြတယ်ပေါ့ဗျာကျုံမှာနဖူးလဲကွဲတယ်သွေးရည်လဲထွက်နေသေးတယ်ကိုတိုက်ဆိုလဲကျုပ်လက်ချက်မိထားတော့မျက်နှာရှောင်ပြီးတော့ညိုနေပြီ အဲ့လိုနဲ့ဇဲကနေထွက်လာပြီးခဏကြာတော့ကျုပ်နောက်ကိုလှဲကြည့်လိုက်ပြီးဇဲကိုထပ်ပြီးနဲ့ထိုးကြည့်လိုက်တာဇဲရဲ့ပေါ်မှာမိုက်ကယ်ကြီးတို့နဲ့အတတူရွယ်တူလူကြီးတယောက်ပစိုးကွက်ထောက်ကြီးနဲ့ကျုပ်တို့လက်ပြနှုတ်ဆက်နေတာဝိုးတော်ကမြင်တွေ့လိုက်ရတယ်ဗျကျုပ်စိတ်ထဲမှာတော့နဘလူးဆန်ဖိန်မကြခင်ကျွတ်လွတ်သွားပါစေလို့ပဲဆုတောင်းနေမိတာပေါ့ဗျာ ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပြီးသွားတဲ့ဇလန်းလေးယူနာဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်။နောက်မြတ်ဒီမှာလည်းကြန့်ရှိနေသေးတဲ့ပိုင်းစပ်လေးတွေကိုစဉ်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ channel လေးကိုစောင့်မျှော်နာဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပြီးကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ရှင်။